မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့လိုက်တုံးနဲ့ပစ်ခတ်မှုအရာရှိနှုတ်ဥပဝင်စစ်သား၅ဦးတေဆုံးပြီးနာမခစစ်ဌာနချုပ်မှာကြောင်းလန့်နေကြကညာချင်းမိများအားလုံးပိတ်ထားဖို့အမိန့်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့လိုက်တုံးနဲ့ပစ်ခတ်တိုက်ခိုက်ရာအရာရှိနှုတ်ဥပဝင်စစ်ကောင်စီတပ်သား၅ဦးတေဆုံးပြီးစီကိုတော်နဲ့အရာဆက်ပစ္စည်းကိုတော်လည်းမီးလောင်ပျက်စီးခဲ့တယ်လို့ BWN ဖွဲ့မှတာဝန်ရှိ သူတောင်ကပြောပါရယ်ဇွန်လ14ရက်ည7:30မိနစ်ကမုံရွာမြို့ခြေဆိုင်ကျန်းဖတ်စစ်တရဲအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကို109မမရှော့လိုက်တုံး3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာ3လုံးလုံးနမခတပ်တွင်ကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် အဲ့ဒီတိုက်ခိုက်မှုအတွင်းအရာရှိနှောင်းနဲ့အခြားဆင်စစ်တီသုံးပွဲချင်းပြီးတည်ဆုံခဲ့ပြီးအရာရှိသုံးနဲ့အခြားဆင်စစ်တီခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိကတက်တွင်စည်းကမ်းမှာကုသမှုခံယူနေကြောင်းသိရပါတယ်။ဒါအပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းရှိစစ်စင်ရင်ယုံနဲ့လေ့ကျင့်ရုံရှိရာဆောင်ကိုထိမှန်ခဲ့ပြီးရုံနှစ်ရုံလုံးပြစီခဲ့ကြောင်းစီကိုတော်နဲ့အရန်ဆက်ပြစီကိုတော်လည်းမီးလောင်ပြစီပြီးအရာရှိနေအိမ်ကိုလည်းထိမှန်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ရှေ့ဆက်ပြီးလည်းပုံမှုထိရောက်တဲ့မစ်ရှင်တွေကိုဆက်လက်ဖော်ဆောင်သွားမယ်လို့ပြည်သူကိုအသိပေးကြောင်းဘီ DWN ဖွဲ့မှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို BWN ဦးဆောင်စီမံမှုနဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Sheru Mongwa, Sri Trigan Mahamit တရင်နဲ့ Justice Brother Force အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိုက်ခိုက်မှုခြေနေတွေက BWN အနေနဲ့လက်လန်းမိတဲ့စုံစမ်းထောင်လန်းမှုတွေထဲမှာတူညီတဲ့အချက်လက်တွေကိုထုတ်ပြန်ခြင်းဖြစ်ကြောင်း Brave Warrior for Myanmar အဖွဲ့မှတာဝန်ရှိသူတောက်ကဆက်လက်ပြောဆိုပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုရှော့လိုက်တုံးနဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲမှာနေထိုင်တဲ့အရာရှိများနဲ့စ စ်သည့်များမိသားစုဝင်များအလုံးမှကြောက်လန့်နေကြပြီးဇွန်လ15ရက်နေ့ညပိုင်းကစတင်ပြီးည9:00နာရီချိန်မှစတင်ကလိုင်းကံများစီဝေကံများတက်ရုံကံများမှမိများအလုံးပိတ်ထားမယ်လို့တိုင်မူကအမိန့်ထုတ်ထားတာကြောင့်တက်တရင်ရင်းမြစ်တွေစီကသိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့နောင်ချိုအတွက်အဆုံးဖြတ်နေ့တွင်နီးပြီလားဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်စစ်ကောင်စီကနောင်ချိုကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေပိုပြင်းထန်နေတယ်လို့သိရပါရယ်နောင်ချိုဆိုတဲ့အမည်ဟာရှမ်းဘာသာစကားဖြစ်ပြီးရေကန်စိမ့်အနီးကစကန်းလို့အတိတ်ပဲရပါရယ်ရှေးလူ တွေကတော့အဲ့ဒါကိုအတူကောင်းနေတဲ့နောက်ချုံမျိုးကိုအင်းစိမ့်စခန်းလို့ခေါ်ပေါ်ပြီးနောင်လူတွေလက်ထက်မှာတော့အင်းစိမ့်ညီလို့ပြောင်းလဲခေါ်ပေါ်ပါတယ်။ရေကန်တွေနဲ့စိမ့်ဆိုတဲ့တပင်းတွေရှိတာကြောင့်အေးချမ်းတာရတဲ့တောင်ပေါ်မြို့ငယ်လေးဖြစ်ပါတယ်။ဒီမြို့ငယ်လေးရဲ့တည်နေရာကြောင့်လူဦးတော်လိုင်းရေးမှာစီရေးအတွက်အရေးပါတဲ့မြို့အဖြစ်ပြောင်းလဲလာခဲ့ပါတယ်။နောက်ချုံကလည်းရှေ့ဘက်တက်သွားရင်ကုတ်တွင်းချောင်းချပြီးမန္တလေးလာရှိုးလမ်းမကြီးပေါ်ကကြောင်မဲဒီပေါ်နဲ့လာရှိုးမြို့တို့ပါအဲ့ဒီလမ်းပိုင်းပဲအနောက်ဘက်ကိုလာရင်တော့စစ်တပ်ကတော်ရှိတဲ့ပြင်ဦးလေးမြို့ပါမြောက်ဘက်တည့်တဲ့သွားရင်တော့ကဘာကျော်ဗရမ များတွေထွက်ရှိရာမိုးကုတ်မျိုးရှိပါတယ်။နောက်ကျိုးကနေမိုးကုတ်မျိုးကိုသွားတဲ့လမ်းပိုင်းလေးရှိနေပါတယ်။တောင်ဘက်မှာတော့အမြောက်တပ်တွေရှိတဲ့တောင်ကမ်းဒေသကိုကျော်ရင်ရှမ်းတောင်ကရှမ်းဆောင်မြို့နယ်တင်တန်းကျောင်းတွေနဲ့ခြေလင်းတိုက်ခိုက်တပ်တွေလက်ရုံးဝန်ထမ်းတပ်တွေအခြေစိုက်တဲ့ဗတ်ထုတပ်မျိုးရှိပါတယ်။ပုံမှန်ချိန်ဒီမှာတောင်ပေါ်ဒေသရိုးရာစီးဘက်တွေနဲ့ရောင်းဝယ်ဖက်ကားနေတဲ့အေးစန်းတာယာတဲ့မြို့ငယ်လေးဟာအထက်ကလို့စုံစက်ကြတဲ့အချက်တွေကြောင့်စစ်တပ်အာဏာသိမ်းပြီး၃နှစ်ကျော်ကြာမှတော့တော်လိုင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့စစ်ခင်းစစ်ပြိုင်ကြမယ်အရေးပါတဲ့ဗျူဟာမြောက်ဒေသတစ်ခုအဖြစ် ြင်ပြောင်းလဲသွားပါတော့တယ်။ညီနာမဟာမိတ်၃ဖွဲ့ရဲ့2024ဇွန်လမှာစတင်ပြီး2029စစ်စင်ဒုတိယလိုင်းအတွင်းမှာရှမ်းမြောက်ကမြို့တွေကိုအပိသက်သိမ်းပိုက်ခဲ့ပြီးမြရှမ်းမြောက်ဆက်ကနောင်ချုံမြို့ကိုတော့တမြို့နယ်လုံးစစ်ကောင်စီတပ်ကင်းစင်အောင်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။2029ဒုတိယလိုင်းစတင်ခဲ့တဲ့2024ဇွန်လ25ရက်မှာပဲနောင်ချုံကို TNL လင်းဦးဆောင်တဲ့တော်လိုင်းတပ်တွေကစတင်သိမ်းပိုက်ခဲ့ပါတယ်။2029ဒုတိယလိုင်းစတင်ခဲ့တဲ့နှစ်ပတ်လည်လပိုင်းမှာပဲနောင်ချုံမြို့အနီးဝန်းကျင်မှာတပ်ဖက်တိုက်ပွဲတွေပြင်းထန်လာပြန်ပါတယ်။ ။လောင်ချုံမြို့တောင်ဘက်ဒုထဝရီမြကူတဒါအနောက်ဘက်မှာရှိတဲ့တောင်ခန်းကြီးရွာမှာအမြောက်စကန်းကုတ်ကဲမှုဌာနချုပ်မှာစခ 902နဲ့သူရဲ့လောက်ကံအမြောက်တရင်3ရင်းဖြစ်တဲ့အမတ354အမတ206နဲ့အမတ406တရင်တို့ရှိပါတယ် TNL ဦးဆောင်တဲ့တော်လိုင်းတက်တွေကတောင်ခန်းကအမြောက်တက်တွေကိုအပိသက်မသိမ်းပိုင်နိုင်ခဲ့တာကစတာပါတောင်ခန်းဒေသဟာရှမ်းမြောက်နဲ့ရှမ်းတောင်ရဲ့နေကြဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်စစ်တပ်ကအမြောက်တက်တွေစုဝေးတည်ထောင်ထားတာပါတောင်ခန်းမှာတိုက်ပွဲတွေဖြစ်တော့စစ်တပ်ကဗတ်တူရဲဆောက်ကနေတောင်ခန်းကိုစစ်ကူတွေပို့ပေးပါတယ်တောင်ခန်းရဲဆောက်လမ်းပိုင်းမှာကြောက်ကူဒေသရှိပါတယ်ဒနုတက် DPN လေးကစစ်ကူတွေကိုဖျက်တောက်ပေးရမှာအဓိကတာဝန်ယူ गिरावा တောင်ခန်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာတနစ်နီးပါးတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာနှစ်ဖက်တပ်တွေထိခိုက်ကြဆုံးမှုတွေများခဲ့ပါတယ်။စည်ရီးပြူဟာရီနှစ်ဖက်အပြိုင်ဆိုင်လုခဲကြတဲ့တောင်ခန်းတိုက်ပွဲလို့စည်ရီးသုံးသက်သူတွေကရှိသားခဲ့ပါတယ်။နှစ်ဖက်တပ်တွေလည်းအင်အားတိုးပြီးစစ်ကောင်စီတပ်စိုးတပ်အချင်းပြောင်းနေပါမကြခဏလုခဲရပါတယ်။တော်လိုင်းတပ်တွေသာတောင်ခန်းဒေသကိုသိမ်းပိုင်နိုင်ခဲ့ရင်စစ်တပ်ကတော်တွေရှိတဲ့ပြည်ဦးလင်ကိုစစ်ချီတက်လာနိုင်တယ်လို့2024သတင်းတွေကြေကြေပြန့်ပြန့်ထုတ်ပေါ်ခဲ့ပါတယ်။တောင်ခန်းကအမြောက်တပ်နှစ်ခုကိုတော်လိုင်းတပ်ဖွဲ့တွေက သိမ်းလူပြီးတဲ့အချိန်စစ်ကောင်စီတပ်အထိနာချိန်မှာပြည်ဦးနေမြို့မှာလှုပ်လှုပ်ခတ်ခတ်တွေဖြစ်ခဲ့ပါသေးတယ်။မြို့ကန်တော်တော်များများကကားရီနဲ့မန္တလေးဘက်ကိုဆင်းပြီးဆစ်ဆောင်ဖို့ထွက်ပြေးခဲ့ကြပါရယ်။မန္တလေးမြို့ဝင်း16မိုင်ဂိတ်တီရှိတဲ့ကားလန်တပ်ပုံတွေကလူပြောများခဲ့တာပါ။တောင်ခမ်းတာတော်လိုင်းတပ်တွေသိမ်းပိုက်ခရင်စစ်ကောင်စီကရှမ်းမြောက်ကိုပြန်လည်ထိုးစစ်ဆင်ဖို့အတော်အခက်တွေ့သွားမယ်လို့စစ်ရေးတုံးသက်သူတအုပ်ကပြောပါရယ်။တော်လိုင်းတပ်တွေကပြည်ဦးလွင်ကိုပြန်ဆင်းနိုင်ပြီးရှမ်းတောင်ကရှမ်းဆောင်မြို့ဘက်ကိုလည်းဆက်လက်ထိုးပေါက်နိုင်တယ်လို့၎င်းကတုံးသက်ပါရယ်။ ဒါပေမဲ့အာနာသိန်းခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တရုတ်ပြည်ခီးစင်ကပြန်ရောက်ပြီးမှတောင်ခန်းဒေသကိုစစ်တပ်ကအင်အားသုံးထုတ်ဆစ်ဆင်လာပါတယ်။မင်းအောင်လှိုင်ကတရုတ်ပြည်ခီးစင်ကို2024နိုဝင်ဘာပထမပတ်ကသွားရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာနောက်ချိုကိုလေကြောင်းတိုက်ခိုက်တာတွေလည်းပိုလုံလာတယ်လို့နောက်ချိုဒေသခံအမျိုးသားကပြောပါတယ်။ပြီးခဲ့တဲ့မလအတွင်းမှာစစ်ကောင်စီတပ်ကတောင်ခန်းရွာနာကမဲပုတ်ရွာကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီကနေတဖြည်းဖြည်းနောင်လင်းရွာကိုထပ်မံသိမ်းပိုက်ပြီးရဲ့နောက်နောက်ချိုမြို့နယ်၈မိုင်လောက်ပဲဝေးတော်တဲ့ကန်ကြီးရွာထိရောက်လာခဲ့ပါ ါတယ်စစ်တပ်ကနောင်ချိုကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေရလို့သိရပါဗျ။စစ်တပ်အတွက်နောင်ချိုရရင်အဲ့ဒီဒေသကိုအခြေပြုပြီးရှမ်းမြောက်ကိုထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက်အလွန်အရေးပါနေတယ်။ဒါကြောင့်စစ်ကောင်စီတပ်ကနောင်ချိုမြို့စီကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပါဗျ။တောင်ခမ်းကစစ်တပ်ဟာနောင်ချိုမြို့စီကိုစစ်ကြောင်း၂ကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့မန္တလေးလာရှိုးလမ်းပိုင်းကပြည်ဦးလွေဝတ်ဝန်ဖန်ပွင့်ရွာတွေဘက်ကလည်းစစ်ကြောင်း၁ကြောင်းထိုးစစ်ဆင်နေတာပါဗျ။ တောင်ခမ်းကန်ကြီးနောင်ချိုလမ်းပိုင်းကစစ်ကြောင်းနဲ့တောင်ခမ်းမဲပုံနောင်ချိုကြီးတောလမ်းပိုင်းကနေလည်းစစ်ကြောင်းထိုးနေပါတယ်တောင်ခမ်းကန်ကြီးနောင်ချိုလမ်းပိုင်းကစစ်ကြောင်းကလမ်းတကြောကကြီးရွာတွေကိုစစ်ကြောင်းထိုးဇက်တိုက်သိမ်းပိုက်လာပြီးကန်ကြီးရွာထိရောက်လာပါတယ်ကန်ကြီးရွာကနေတိုက်ခိုက်ခံရလို့ချက်ချင်းနောက်ပြန်ဆုတ်ပြီးရွှေမုတ်တော်ကြီးရွာထိဆုတ်ပေးခဲ့ရပါတယ်ဒါပေမဲ့ကန်ကြီးရွာရဲ့အရှိတ်ဘက်ကလာနေတဲ့တောင်ခမ်းမဲပုံနောင်ချိုကြီးတောလမ်းပိုင်းကစစ်ကြောင်းကတော့အတော်ခီးရောက်နေပါတယ် TNL ကဇွန်လ12ရက်နေ့23ရက်မှာစစ်ရေးချင်းတွေကိုအတိပေးထားရာကန်ကြီးရွာရွှေသွန်းရွာ ပိန်းနေကုန်းရွာညံတော့ရွာတွေမှာတိုက်ပွဲဆက်ဖြစ်နေခဲ့တယ်လို့ဖော်ပြပါရယ်။ရွှေသွုံးရပိန်းနေကုန်းရွာနဲ့ညံတော့ရွာတွေကကန်ကြီးရွာရှေ့ဘက်မှာရှိပြီးနောက်ချုံမြို့နယ်ပုံနီးနေပါရယ်။တောင်ခန်းကနေနောက်ချုံကိုသွားရင်ကန်ကြီးရွာရဲ့အရှိဘက်ကနေကြော်သွားတဲ့သဘောပါ။ဒီနေရာတွေမှာတော့လက်တလုံးမှာတိုက်ပွဲတွေပြင်းထန်နေပါရယ်။ရွှေသွုံးရွာကတိုက်ပွဲဆိုနောက်ပိန်းရွာကပါအတိုင်းသားကြားနေရလို့နောက်ပိန်းဒေသခံတွေကစွန်လ15ရက်နေ့မှာပြောပါရယ်။မင်းကလည်းတနေကုန်ညာရောပဲလို့နောက်ပိန်းရွာဒေသခံကပြောပါရယ်။တောင်ခန်းရွာကစစ်ကြောင်းတွေကနောက်ချုံမြို့နီးကိုရောက်လာကြပြီးမဲမန္တလေး ီလာရှိုးလမ်းပိုင်းကပြည်ဦးလွင်ဝက်ဝံပန်ပွဲစစ်ကြောင်းကတော့ရှိမတိုးနိုင်ပေအရင်အတိုင်းပဲရှိနေပါတယ်။ ြင်ဦးလွင်မြို့နယ်အစံနောက်ချုံမြို့နယ်အုံမတိနယ်ကံကောရွာနားမှာပဲရှိနေပါသေးတယ်။အဲ့ဒီကျေးရွာတွေနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတာပါ။ပြင်ဦးလွင်မြို့နယ်ဝဲဝံကျေးရွာမှာထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကတော့တောင်းတက်မတော် TNL နဲ့ပူးပေါင်းတပ်တွေတင်ပိုက်ထားတဲ့နောက်ချုံမြို့နယ်အတွင်းကို2024အောက်တိုဘာ22ရက်ကလေးကစတင်စစ်ကြောင်းထုတ်ဝင်ရောက်ဖို့ကြိုးစားနေတာပါ။အဲ့ဒီနောက် TNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေရှိနေတဲ့ကံကောရွာကိုရောက်ရှိလာပြီးတိုက်ပွဲတွေစတင်နေတာဖြစ်ပါတယ်။စစ်တပ်သားနောက်ချုံရရင်မြို့ဘက်မှာရှိနေတဲ့တော်လိုင်းတပ်တွေတင်ထားတဲ့မိုးကုတ်မြို့ဟာ အတည်ရရှိလာပါပြီ။နောင်ချိုမိုးကုတ်လမ်းပိုင်းကပြည်ဦးလွင်လမ်းပိုင်းကနေစစ်တပ်ရောက်နေတဲ့အုံမတီအုံမခကျေးရွာနာကသွားရတာပါ။ မိုးကုတ်နားမှာတော့နယ်မြေတွေဆက်ဆက်နေတဲ့တော်လိုင်းတက်တွေတိမ့်ပိုင်ထားတဲ့မိုးမိတ်ဆင်ကုသပိတ်ချင်းရွှေပြည်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့မတရားလို့ရှိပါတယ်။ဒါပြင်နောက်ချိုကြောင့်လည်းလမ်းပိုင်ကလည်းလာရှိုးကနေမန္တလေးထိကုန်သွင်းလမ်းကြောင်းဖြစ်တာမို့နှစ်ဖက်စလုံးအတွက်အရှိပါနေပါတယ်။စစ်တပ်သားနောက်ချိုရရင် TNL တိမ့်ပိုင်ထားတဲ့လာရှိုးမန္တလေးကုန်သွင်းလမ်းပေါ်ကကြောင်မဲတီဘောမျိုးတွေကိုပါဆက်လက်ထိုးစစ်ဆင်ခံနေရတဲ့အနေအထားပါ။ကြောင်မဲနဲ့တီဘောလူရင်ဟိုဘက်ကတရုတ်ကူညီနဲ့ကြီးတစ်ချက်မဖောက်ရပဲ MNDAC ကစစ်ကောင်စီပြန်ရထားတဲ့လာရှိုးမျိုးဖြစ်ပါတယ်။နောက်ချိုဒေသ ခံတွေတုံသက်တာကစစ်ကောင်စီကနောက်ချုံကနေတဆင်ပြည်ဦးတွင်လာရှုလမ်းမကြီးပြန်လည်ဆုံးမဖို့အတွက်ကြောင်မဲမျိုးကိုချီတက်နိုင်မယ်လို့တုံသက်နေကြပါတယ်။ဒါပေမဲ့စီရီတုံသက်သူကတော့ကဘာကျော်ပရမများတွေထွက်ရှိတဲ့မိုးကုတ်မျိုးစီချီတက်နိုင်မယ်လို့ဆိုပါတယ်။မိုးကုတ်ဘက်မှာသူတို့လူဂျင်နာရီအကုံရှိတယ်လို့စီရီတုံသက်သူကပြောပါတယ်။ကြောင်မြေရတနာတွေအပြင်တော်လိုင်းတက်တွေတင်ထားတဲ့မျိုးတွေပါစုဝေးနေတာလို့ထောက်ပြတာပါ။မေလကုံပိုင်းမှာတရုတ်နိုင်ငံကုမင်းမျိုးမှာတရုတ်ဆိုရစီစဉ်ပေးမှုကြောင့်စစ်ကောင်စီ TNL ဆွေးနွေးပွဲမှာလည်းစစ်ကောင်စီကနောက်ချိုတီဘောကြောင်မဲမိုးကုတ်မိုးမိ ိမျိုးတွေကိုပြန်တောင်းတာပါ TNL ကသဘောမတူလို့အစည်းအဝေးပြီးခဲ့ပြီးမြောက်ကုန်းလမှာထပ်ဆွေးနွေးဖို့ရှိတယ်လို့ TNL ကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့နှစ်ရဲ့ဇွန်လ9ရက်နဲ့6ရက်နေ့ကလည်းစစ်ကောင်စီတပ်ကမန္တလေးမြို့ကနေပြည်ဦးလင်ဘက်ကိုစစ်ကူကားရီနှစ်ရက်ဆက်တိုင်းပို့ခဲ့တယ်လို့20မိုင်ကဒေတာကန်တအူးကပြောပါတယ်ဇွန်လ13ရက်ကလည်း စစ်ကား6စီးနောက်ချိုဘက်ကိုတက်သွားတယ်လို့ပြည်ဦးလူမျိုးကန်တအုပ်ကပြောပါရတယ်။ဒါပြင် TNL ဘက်ကလည်းစစ်ကိုရီစစ်ကား9စီးနဲ့စွန်လ13ရက်ကနောက်ချိုမျိုးနယ်ကိုရောက်လာတယ်လို့နောက်ချိုဒေသကန်တအုပ်ကပြောပါရတယ်။သတင်းဌာနကအတိမပြုနိုင်ပေမဲ့နောက်ချိုမျိုးကိုထိမ့်သိမ်းထားဖို့အတွက်မန္တလေး PDF ကစစ်ကိုလာဖို့ TNL တန်ခွပြုချက်တောင်းပြီးလက်ရှိမှာနောက်ချိုမျိုးကိုရောက်နေရလို့သိရပါရတယ်။ TNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွင့်ရီဦးကတော့နောက်ချိုတောင်ခမ်းဘက်ကတော့လက်ရှိအချိန်ထိတစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုတွေပြုလုပ်နေပါရတယ်။အပြန်အခံကုကံတိုက်ခိုက်မှုတွေ ရှိရဲဆိုတာကတော့လူလူတွေကတော့လုံခြုံရေးကိစ္စအထူးကိယူဆိုင်ဖို့လိုပါတယ်စီရင်ရတော့စိတ်ပူစရာမလိုပါဘူးတစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စီရင်ပြူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်တယ်လို့ဆုံးလ9ရက်ကဆိုပါတယ်ဒါပေမဲ့2029စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းမှာလက်စွမ်းထပ်ပြီးမြို့ပေါင်း12မြို့ကိုဥဆောင်သိမ်းပိုက်ခဲ့တဲ့ DNL ကနောင်ချုံမှာဘာကြောင့်နောက်ဆုတ်ပေးရလဲဆိုတာကိုပြည်သူတွေအားမလို့အာမရဖြစ်နေတယ်လို့နားလည်းမလည်နိုင်ပဲဖြစ်နေပါတယ်ဒီထဲမှာအစိုးရအဆုံးဖြစ်နေတာကအာနာလူစစ်ကောင်စီကိုဖီဇန်တော်လန်ခဲ့ကြတဲ့ပြည်သူတွေကစစ်တပ်သားနောင်ချုံမြို့ကို ရောက်လာရင်ဆိုတဲ့အတွေးတွေနဲ့အလွန်စိုးရိမ်နေကြတယ်လို့တော်လန်ဤကိုပါဝင်ကူညီနေကြတဲ့ပြည်သူတချို့ကပြောပါတယ်။ မြို့ပတ်လေမှာရှိကန်နေရှိတကုန်တွေစမ်းချောင်းနေကြောက်ကိုတွေပြင်အနေနဲ့ရဲရက်ကပြည်သူတွေတိမ်ပင်လဲကြိရှုဖို့တကူတကလာရောက်ကြတဲ့အင်းစိမ့်မြေကလက်ရှိမှာတော့အပြက်စီးတွေနဲ့မြို့ပြတ်သဖွဲဖြစ်နေပါတယ်ဒါပေမဲ့2021အလွန်တော်လိုင်းအခင်းကျင်းမှာတော့အင်းစိမ့်မြေကနောင်ချူဟာအရှင်ကတက်ပိုလူတိများလာတဲ့မြို့ဖြစ်လာပါပြီကိုမြို့ကိုတလောက်ရေးပါလာမယ်လို့မထင်ဘူးမြို့ကတော့ပြတ်သွားပြီးခြေနဲ့ပါတယ်လို့အသက်40ရွယ်နောင်ချူမြို့ကမြို့သားတောင်းကဖွင့်ဟခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်